င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ကဲနူကထိန်ထိန်ထားတဲ့ဒီကဘေပေါ်ဝင်တရားကြော်ကိုပြန်လည်လုပ်ပေး။မင်းလက်ပံကြီးအနီစစ်တမ်းနဲ့ကဲနူကြားတိုက်ပွဲတွေဆက်ဖြစ်ဖြစ်ပွားနေ။ကင်းပြည်နယ်မြောက်ပိုင်းမြို့နယ်မင်းလက်ပံကြီးရ KNU ကထိန်ထိန်ထားတဲ့ပိုတက်ကွာတီလောက်ကဒီကဘေအဖွဲ့ဝင်တရားကြော်ကိုပြန်လည်လွှဲပြောင်းပြလိုက်ကြောင်းကိစ္စသတင်းမြေကပြောတဲ့နိုဝင်ဘာ20ရက်နေ့မြောက်ပိုင်းမြို့နယ်မင်းလက်ပံကြီးရမှာ ။ KNU နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်ဘက်ကပြွာမှုနိုင်တဲ့ဥဆောင်တဲ့တပ်တွေနဲ့ DGB မှာဆိုင်းကြော်လာဥဆောင်တဲ့ပုဗ္ဗတပ်တွေကမင်းလက်ပတ်ရှိ KNU တက်စကန်တွေကိုတိုးစစ်ဆဲတိုက်ခိုက်လာခဲ့ဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မှာ DGB စကန်ကိုကေနုကတင်ပိုင်နိုင်ခဲ့ပြီး DGB တပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့ကြောင်းသိရတယ်။နိုဝင်ဘာလ28ရက်နေ့ KNU ကဖမ်းဆီးထိန်းသိမ်းထားတဲ့ DGB ဖွဲ့ဝင်100ကျော်ကို DGB ဌာနချုပ်ဆောင်စည်းမြိုင်ထဲကိုလွှဲပြောင်းပေးခဲ့ကြောင်းသိရတယ်။ လက်ရှိကင်းပြင်းနယ်များတွင်မြန်မာမင်းလက်ပံကျဲရာနီမှာပြေကတ်မှုတချို့ဖြစ်ပေါ်ခဲ့ပြီးစစ်တပ်ကလည်းနဲ့ပုံကျဲခဲ့ကြောင်းမင်းလက်ပံကျဲရာနီတောင်းရင်မြေကံပေမှာကြားပြတ်နိုင်ငံသားသားရပေါမြောက်သားတောင်းတင်နေဆဲဖြစ်ကြောင်းသိရှိရတယ်ဒီမနက်စံတိုင်းခွဲလောက်မှမြောင်းရီမြို့နယ်ကြားဖြန့်ဆိုင်တွေဘက်ကိုလေနဲ့ပုံလာကြတယ်။အဲ့နေရာတွေကထိတွေ့မှုဖြစ်တဲ့နေရာတွေစစ်တပ်နဲ့ကဲနန်လေးတပ်တွေကမင်းလက်ပန်းအင်ဂျင်မြိုင်။ဒီမဲ့ဝါကီရွာကြားမှာတိုက်ပွဲတွေဖြစ်နေတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့ drone တွေနဲ့ပုံစဲကြလို့ကရင်စေးတရမြေကပြောပါရတယ်။ လက်တလော့ကြားပြန်လို့ရုံများစုမှာရင်နာနေပြီးနေရပြန်ကြမြန်မာကြားပြန်လို့သမားတွေကိုနိုဝင်ဘာ20ရက်နေ့စစ်တပ်ကပြစ်ခတ်မှုလှုပ်ဆောင်ခဲ့လေဦးသိဆောင်ခဲ့ကြောင်းတရားရရှိသူကြိုလည်ရှိကြောင်းသိရပါတယ်။တခြားတစ်ဖက်မှာလည်းစစ်တပ်လောက် BGF မှာစော့ချစ်သွေးချင်းလင်းမြိုင်ကုမ္ပဏီကစတင်ကောင်တဲ့ပေါ်ခဲ့ရွှေကုတ်ကိုစီမံကိန်းကို KNU ကလှုပ်ဆောင်သေးဟုအကြပ်ဘတ်စစ်တပ်ပြောရေးဆိုခဲ့ရှိသူဇော်မီတုံကဆွတ်ဆွဲပြီးကြားပြန်လုပ်ငန်းတွေမှာ KNU ကောင်းဆောင်ပိုင်းပောင်းရပတ်သက်နေကြောင်းယနေ့ဝါရဖြစ်မှာတယ်။ 2015ခုနှစ်မှာ NCA တနင်္ဂနွေလောပြည့်ရက်သဘောတူစာချုပ်ကို KN လက်နက်ကိုင်ဖွဲ့ဖြစ်တဲ့ TKB KNU KNL PC KNU ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနေမြတည်ငြိမ်မှုရှိလာသည့်နေ့မြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြကြောင်းရှင်းတော်2019နှစ်မှာ KNU တပ်မှခုနှစ်နေမြားရွှေကုတ်ကိုစီမကိန်းကိုစတင်ခဲ့ကြောင်း2019ခုနှစ်အတွင်းကြောက်ခတ်ကြရမှာဂျွန်ကတ် ကားရရဆော်လောင်းကစားရုံစီမံကိန်းနဲ့2020ပြည်နှစ်နှစ်ဥပိုင်းမှာတမချောင်းနယ်မြေမထော်တလေးဒေသမှာကေကေပတ်စီမံကိန်းတွေကိုစတင်လုံဆောင်ခဲ့ကြကြောင်းကျပ်ဖက်ဆောင်မင်းတို့ကပြောပါတယ်။ ကဲနုကောင်စားပိုင်းနေနေနဲ့လောက်ပိုင်ခွင့်ကိုတရားဥပဒေမဲ့တောင်းကြကနိုင်ငံပိုင်မြေတွေကိုနှိရှေစာချုပ်ချုပ်ပြီးပြည်ပနိုင်ငံသားတွေကို၅ရက်နာတရားမဝင်လောက်စားလုပ်ငန်းပအဝင်ဒုစရိုက်လုပ်ငန်းတွေကိုအခချင်းကိုရုပ်ပြီးကာကွယ်ပေးရလို့ဆောင်ခဲ့ကြဖြစ်တယ်။ဒီနေ့မြန်မာခြေကြလာပြည်ပနိုင်ငံသားတွေများစွာကမ္ဘောဒီးယားနိုင်ငံကကာစီနိုလောက်ကစားမျိုးဖြစ်တဲ့တီဟာနုဘေကနေပြောင်းရွှေ့လာကြပဲဖြစ်တယ်လို့ကျက်ဖက်စော်မင်းတို့ကပြောပါတယ်။ကျင်းနောက်ရွှေကုတ်ကိုစီမံကိန်းကို မြန်မာရထိုက်ရွှေကောက်ကောတို့စီပွားရေးစီမံကိန်းဖြင့်ရထိုက် International နဲ့ Horan Group နဲ့ချင်းနိမ့်မဲ့ကုမ္ပဏီတို့ကပူးပေါင်းဆောင်ကြောင်းရွှေကောက်ကိုစီမံကိန်းတစ်ခုတည်းသာနိုင်ငံတော်သို့တစ်စိတ်တစ်ပိုင်တင်ပြပြီးကြောက်ခတ်တဲ့ကေကေပန်ဆိုင်စီမံကိန်းတွေကိုလုံးဝမတင်ပြခဲ့ကြောင်းမြောက်ရီမြို့နယ်ကြောက်ခတ်ကြရမှာကြောင်းကကားရန်ရစော့လောင်ဆန်ဟောစီမံကိန်းကိုတိကေပီမှာဘုံမှုကျောက်ဆိုင်ကျော်လာက2019ခုနှစ်မှာစတင်ခဲ့ကြောင်း ၂၀၁၉ခုနှစ်နိုဝင်ဘာလမှာထိုင်းနိုင်ငံကျေးဆိုင်ထိုင်းချန်ကမ်ပဏီနဲ့စာချုပ်ချုပ်ပြီးအွန်လိုင်းလေလံလောင်းစားမှုလုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်ခဲ့ကြောင်းစော်မင်းထွန်းကဆိုပါတယ်။ KK ဘတ်စီမံကိန်းကိုတော့ KNU ရဲ့မူလဤအလင်းကမ်ပဏီနဲ့ဟွာညာအပြည့်ပြည့်စံစီးပွားရေးလုပ်ငန်းစုလက်အောက်ခံထိုင်းနိုင်ငံကျေးဆိုင် Trend Asia Dot International Holding Group တို့က၂၀၂၀ပြည့်နှစ်ဖေဖော်ဝါရီလအတွင်းမှာသဘောတူစာချုပ်ချုပ်ပြီးလက်စတင်လုပ်ဆောင်ခဲ့ကြောင်း မူလရဲ့လင်းဘက်ကနေတိတက်တဲ့ဖြစ်လက်ရှိကဲနောကထဆော့ကွက်ထိုးဝင်တဲ့ KNU ကကွယ်ဌာနအကြီးအကဲစောရာကြခင်လို့ကိုယ်တိုင်လက်မှတ်ရေးထိုးထားခဲ့ကြောင်းမူလရဲ့အလင်းကံတွေကို KNL 40ဟုစီကြောအရာအစင်းရှိစောကြောင်နေတဲ့အကြီးဆုံးစောတို့စောကြောင်နေကပိုင်ဆိုင်တာဖြစ်ပြီးမြေပြင်မှာလူရောင်စောဝင်းကြောင်နဲ့စောကြောင်သူတို့ကလောက်ကိုင်းနေကြောင်းဆိုမင်းတို့ကပြောပါတယ် ။ KNU ကအကြဖြတ်လိမ်လည်မှုလုပ်ငန်းတွေကိုဖြေရှင်းအတွက်ခိုင်မာပေါင်းစပ်ထိုင်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကြောင့် KNU ကအကြဖြတ်ဝင်တွင်ကြန့်ရှိနေသူတွေကိုဆက်လက်ပေါ်ထုတ်ပြီးရွေးချယ်စုံစမ်းစစ်ဆေးမှုဆက်လက်လုပ်ဆောင်မှုဖြစ်တော့လေ။တရောက်တဲ့စုံစမ်းစစ်ဆေးမှုနဲ့တက်တဲ့ထောက်ထားတဲ့စုဆောင်ခြင်းက KNU ရဲ့စွမ်းရည်ထက်ကျော်လွန်နေကြောင်းတရားဝင်ထုတ်ပြန်ကြေညာထုတ်ပြန်ထားပါတယ်။ ိန်ဆရာမိတယ်။ဖြစ်စရာလုံးကိုကဲနေတဲ့ဘူပါဆိုင်နဲ့အနာပိုင်းနေတဲ့စုံစမ်းစစ်ဆေးအဖွဲ့အတန်းကိုလွှတ်ပြောင်းပြီးဖြစ်ကြောင်းနက်နက်ရှိုင်ရှိုင်မြစ်တွင်နဲ့အဆင့်မြင့်ပြီးနိုင်ငံပြတ်ကျော်ရာဆွေးကွန်ရက်တွေကိုဖျက်ဆီးပြဲကြိုးပမ်းမှုကခိုင်မာတဲ့ခေါင်းဆောင်မှုမရင်းရိုင်တဲ့ဂရိကဝေခိုင်မာနိုင်ငံနေနဲ့ဥပဒေစိုးမိုးဖွဲ့စည်းကြောင်းခိုင်မာဘူပါဆိုင်မှုလို့ဖြစ်လာအမြင်နိုင်ပြီဖြစ်ကြောင်းနိုင်ငံတကာပေါင်းရုံးမရှိနဲ့ကမ္ဘာ့အချင်းချောင်းနဲ့နိုင်ငံပြတ်ကျော်ကြာပြတ်နေတဲ့မှုတွေအတွက်စံနမူနာပြမှုဖြစ်တဲ့ဆိုပါကြာပြတ်ဝင်ကိုစုံလင်းစစ်ဆေးရန်အခွင့်အရေးဆုံးရှုံးစေမည်ဖြစ်ကြောင်း KNU ကနိုင်ငံတကာသို့အကူအညီတောင်းခံပါတယ်။ ကဲအနေနဲ့ဖြစ်မိမိအောက်ချုပ်နေမြေမဥပဒေစုံမွေးကိုထိန်းတဲ့နိုင်ငံဖြတ်ကျော်ရဆွေးခွင့်ရတဲ့ကိုတိုက်ပြန်ရင်ပလိပခတန်ခံရသူတွေကိုကာကွယ်နေတဲ့၂၀တခြားလောက်ကိုင်းနေတဲ့နိုင်ငံတကာရဆွေးကုန်ရတဲ့အတွက်တာဝန်ယူမှုကိုတရားစီရင်အတွက်ထိုင်းဆွေးနဲ့တခြားသက်ဆိုင်အနာပိုင်းနဲ့ဖွင့်စင်းတဲ့ဤကဆာဖူပေါ့ဆန်လျက်ရှိချောင်းသိရပါတယ်ဆက်လက်ပြီးကာလဝိပတ်နောက်ဘောတက်တဲ့နမခတိုင်းမှုကောင်းမှုဖြစ်ဖြစ်မကောင်းမှုဖြစ်ဖြစ်လောက်တဲ့သူဟာသူပြုတ်လောက်တဲ့ကံတိုင်းအကျိုးပေးတတ်တယ်လို့ဘာသာတရားဆုံးမကဆိုရပါဆိုထားပါတယ် ရှေးကဝိပတ်9ရက်ကာလဝိပတ်နောက်ဗိုလ်တက်ဆိုပြရှေးလူကြီးပြောကြတယ်။ကာလဝိပတ်နောက်ဗိုလ်တက်ဆိုတာကတော့ကျူးလွန်ခဲ့လို့ရတဲ့တကြမကလိုက်ပြီးကျိုးပြလို့ဆိုတဲ့ကလင်းငယ်လေးပါဝင်ခွင့်အစုလိုက်ပြောင်းလိုက်တပ်ဖြတ်ခဲ့ပုံမှုချုပ်တယောက်ကတော့ကာလဝိပတ်နောက်ဗိုလ်တက်ဖြစ်ကိုတကြပေါ်ချုပ်တွေတဲ့မြင်မြန်ဆန်ဆန်ရင်ဆိုင်နေရပြီ။ ဒီတခါလဲကြာတာကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှမခတိုင်းမှုပုံမှုချုပ်မြို့မင်းထွေးဖြစ်တဲ့စကိုင်းတိုင်းမှာစစ်ကြောင်ပြုတ်တဲ့ဒေတိုက်ခိုက်ခံရမှုတွေအတွက်ဇက်တိုက်ကြုံနေရပြီးနောက်နှမခတိုင်းမှုပုံမှုချုပ်မြို့မင်းထွေးကိုစေအုပ်စုကဖမ်းဆီးပြီးတိုင်းမှုတွေစားထုတ်လိုက်တယ်။ပုံမှုချုပ်မြို့မင်းထွေးကိုဖမ်းဆီးပြီးဦးစားတလူခေါ်တဲ့စေအုပ်စုတပ်သွဲအကြောင်းကြီးပေါ်ချုပ်ကျော်ကျော်ကိုနှမခတိုင်းမှုဖြစ်ခံလိုက်တယ်။စကိုင်းတိုင်းမှာ PDF တွေကိုစစ်တပ်ကချိန်ချိန်ရှုံနေရပေါ့အနာသိန်းခေါင်းဆောင်နဲ့ဒုစစ်ခေါင်းဆောင်ကတိမခန့်နိုင်တော့လို့နေပြတော်တဲ့နေမြေကပြောတယ် ပုံမှုချုပ်မြေမြေထရားတည်တုံညာနဲ့ကိုဆက်ဆက်မှ MNDA ကဖန်စီပြီးပြန်လှုပ်ပေးလိုက်တဲ့စစ်တုံးပဲဖြစ်တယ်။လာရှုံမျိုးကရှင်းမြတိုင်စစ်ဌာနချုပ်က MNDA ကတိုင်းနဲ့တိုက်ပွဲမှာတိုင်းမူဟာပို့ချုပ်စော်တဲ့စစ်စဲကိုကဲမှုဌာနချုပ်တဲ့ပုံမှုချုပ်မြေမြေထရားမှာကတိုင်းစစ်ဦးစီးချုပ်ပုံမှုချုပ်တက်နေဆိုတော့ကို MNDA ကဖန်စီခဲ့ပြီးစစ်ကောင်စီပြန်လှည့်ပေးခဲ့တာပါ။ ပြန်လည်လာပြီလာပိုင်းကြမှာနမခတိုင်းမှုပြေ2024ခုနှစ်ထီစင်မလာမှာတာဝန်ပေးခံရတဲ့စစ်တော်မှဖြစ်ကိုယ်တိုင်ကျင်းကြခံမှုပဲမယ်စာနာမှုမရှိဘဲမှုကြောင့်မျိုးမင်းတွေကနမခတိုင်းမှုရာတို့နဲ့ဆရာစမှုတွေကိုကျူးလွန်ခဲ့တယ်အညာဒေတာဆရာနာရှင်ကိုရွန်ရှာမုံတင်းမွေနဲ့တူကျင့်ကြံခံရင်ဆိုင်ကိုတုတ်ပြန်ခဲ့တယ်။ပြီးခဲ့စတင်ပါလာနဲ့လက်ရှိနိုဝင်ပါလာထဲမှာစကိုင်းတိုင်းကကန့်ဘလူးမော်လိုက်ခေဦးဝက်လက်မြွနေတဲ့မှာစစ်ကြောင်းတစ်ကြောင်းရှုပ်ကို PDF ဘက်ကပါနဲ့ပူပေါင်းတပ်တွေကစစ်ကြောင်းပြတ်တဲ့အချိန်ကြီးတိုက်ခိုက်နိုင်ခဲ့တယ်။ မော်လိုက်ခိုင်မှာပြည်ကအော်တိုဘာလာကစတင်ခဲ့တင်းရဲဆက်စင်းမှာလဲစစ်ကောင်စီရဲ့စကန်ရှင်ကိုနဲ့ကျေးရဆကနကုတ်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကသိမ်းပိုင်နိုင်ခဲ့တယ်။အဲဒီစစ်စင်းမှာစစ်ကောင်စီတပ်ဖွဲ့တရာကျော်တည်ဆုံခဲ့တယ်။ဓမ္မ33လက်အခတ်တိုင်းတွေကလည်းစကိုင်းတိုင်းမှာအဆက်ဇက်တိုက်ကိုတည်နိုင်နိုဝင်ဘာ23ရက်နေ့ပိုင်းကလည်းခင်ဦးမြို့နယ်မော်လာယာကနေကလုံရဘက်ကုတ်တလာအင်အားသုံးရခပ်ပါစစ်ကြောင်းကို PDF ဘက်ကပါအတုစစ်ကြောင်းနဲ့ပပတပ်တွေကပိတ်ဆို့တိုက်ခိုက်လို့ဒီကိတ်တိဆုံးသူများပြခဲ့ပါတယ်။အဲဒီနေ့ကပဲဝက်လက်မြို့နယ်ပုံနာကျန်းမှာစစ်ကောင်စီစစ်ကြောင်းပြတဲ့ဒီတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒေါ်လာရာဇဝဲကိုဆက်ရောက်နေပေါ်ကြတွေပုံမှုချုပ်တွေကိုဆက်စုကအေးအေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်မကွေးတိုင်းနယ်ကနိုင်ငံပြောင်းနဲ့အမ်ဘဒန်လန်တိုက်ပွဲတွေမှာအရကတတော်ရေးနဲ့ပူပေါင်းတပ်တွေကိုဆက်ရှောင်းတဲ့တမခိုဆက်ကိုကိုလက်မှတ်မှုပုံမှုကြီးတင်မောင်ကျော်ကိုလည်းပြီးခဲ့မေမတ်လာထဲမှာစစ်ကောင်စီကဖမ်းဆီးခဲ့ဘူးတယ်အမတ်ရဲလာရွှေမြို့တဲ့တိုက်ပွဲတော့ကရှောင်းချီရှောင်းခဲအမှန်နေစစ်စင်တို့ဖွဲ့မှုဒုတိယပုံမှုချင်းနိုင်နိုင်ကိုတော့အာနာသိန်းခေါဆောင်ကရေးယူခဲ့ပုံတယ် ဒုတိယပေါ်ကြောင်းချင်းနိုင်နိုင်ရတဲ့အပြောက်ချင်းမလားပြောင်းနေလေချောင်းကတိကထားနေရပြီးမြေပြင်တိုက်ပွဲမှာဇာတိုက်ထိနာနေခြင်းနေတဲ့ရတပြည်သူတွေကိုတပ်ဖြတ်နေလောက်ရတဲ့ကြောင့်ပဝင်ကျင်းတိုင်ဝိုင်းမှာလူတော်မတူတော့တဲ့စစ်တပ်ရာရှိရာစိတ်ပိုင်းဆိုင်ပြဿနာရင်ဆိုင်နေရပြီးလို့လွေလာသူတွေကဆိုတယ်စစ်တပ်မှန်ပွားကနေ MNDA ကတညာပြီးလို့ပြန်လွတ်လိုက်နောက်မှခတိုင်းမှုပုံမှုချုပ်မြင်တွေကတော့ဘလို့စိတ်ပိုင်းဆိုင်ပြဿနာရှိနေဆိုတော့ကတော့မသိနိုင်ဒါပေမဲ့ဇကိုင်းတိုင်းမှာ PDF တင်တဲ့တွေ့ရရှုံနေသူကျွလွန်သမျှဆရာဆွေးမှုတွေက NUG ဆိုရနဲ့တော်လိုက်အင်အားဆွေမှာတက်တည်တာတကအမှတ်တမ်းထိကြရှိနေတယ်လို့ဒီရုံနေကြောင်းပဲဖန်ဆီးခဲ့ရပြီးကာလဝိပန်နောက်ဖို့တက်ဖြစ်နေပါတယ်။နောက်ဆက်အပ်ကြတဲ့အတွက်တို့ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။